ကုန်ပါပြီကွာရှိစုမဆုလေးကိုဟုတ်တယ်ငါတော့ချစ်ကြီးတို့ကိုမတင်ငါဘူးကွာအေးကွာဒီကောင်တွေကဖဲဆိုရင်တော့ပါရဂူမြောက်နေတာဟာ ဆိုင်ငယ်သတိထားမောင်းလေကွာဖဲရှုံရတဲ့ထဲမသာပေါ်လို့ဖဲရိုက်နေအောင်မယ်ကွာနေထူးမင်းလက်နဲ့စီသူအားလုံးလူ၃ယောက်ဖြစ်ခါဆိုင်ငယ်တစည်းနဲ့မင်းလက်လက်ထဲမှာတော့ဂီတာကပါသေးတယ်စီသူကတော့ဆိုင်ငယ်မောင်းသူဖြစ်ခါနေထူးလက်ထဲမှာတော့ဖဲရှုံတဲ့ဖြစ်အာသူပတ်အိမ်မှစွန်ကျဲလိုက်တဲ့ဘီယာဘူးတွေပဲပါလာတယ်ပြောရရင်တော့ဆိုင်ငယ်ကလူ၃ယောက်နဲ့လက်ထဲကပစ္စည်းပစ္စည်းရာတွေနဲ့မှုဝင်းကားအပြည့်ဖြစ်နေတယ်မိုးအကုံဆောင်းကူဖြစ်ခါအဝေးပြေးလမ်းမဟောင်းပေါ်တွင်ဆိုင်ငယ်ကမိုင်းကုံပြေးနေတာမှုနရွယ်များပင်အိခ မှတ်တဲ့အေးလာလေးတော့တယ်တကယ်တော့သူတို့မှာစင့်ကိုင်မျိုးသားများတွေဖြစ်ခါအခုကတောမရွာသားများနဲ့အာတုပတ်အိမ်တွင်ဖဲရိုင်းပြီးပြန်လာကြတာပဲဖြစ်တယ်သုံးယောက်လုံးကစိတ်တူကိုယ်တူဝါသနာတူတငယ်ချင်းများဖြစ်ခါဘာလုံးလုံးတက်ညီလက်ညီရှိကြလေတော့တယ်တဖြည်းဖြည်းနဲ့တောမရွာကိုလွန်လာတယ်ငစီဒီထဲမြ мян မောင်းလို့မရဘူးလားကွာဒီထဲမြ мян မောင်းရင်တော့ငရဲပြေတန်းရောက်ဖို့ပဲရှိတယ်ကွာဒီမှာချမ်းပြီးတော့လက်တွေလည်းထုံနေပြီဆိုင်ငယ်ခဏနာကွာ မင်းလက်ထဲကပစ္စည်းလေးတွေနဲ့အချမ်းဖြေရအောင်လမ်းမကြီးမှလာကွာနေအောင်ဒီကလုံရင်တော့ရှေ့ဆိုရင်တော့ပင်းချကိုရောက်ပြီတရားမှထိုင်ပြီးတော့လင်းချင်းနဲ့ခိုင်ရင်နဲ့တောက်ကြတာပေါ့ကွာဆိုင်ငယ်ဆက်တန်လေတို့တန်နဲ့တယောက်နဲ့တယောက်ကြားရန်စကားကိုအကျဲကြီးအော်ဟစ်ပြောနေ၍အာကောင်၆လာကမင်းလက်လက်ထဲမှာဘီယာဘူးများကိုတောက်ချင်စိတ်ကပို၍တေးကြလာလေတော့တယ်သူတို့သုံးယောက်ထဲတွင်မင်းလက်ကသွေးနေတယ်ပင်ချတရားဆိုသည်နဲ့ကြက်သိမ်းမှုန်းကြီးတွေကထနေတော့တယ်ဖြစ်ဖြစ် ဖြစ်ပါမလားကွာပင်ချတာရာကနာမည်ကြီးနော်ပင်ချတာရာနာမည်ကြီးတယ်လို့ငါတို့လည်းနာမည်ကြီးတယ်လေကွာတရဲမှဆိုရင်တော့ဖက်နံပလိုက်မယ်ကွာတရဲထီးဆိုရင်တော့ငါတို့ဘီယာဝိုင်းလေးပို့ပြီးတော့စီသွားတာပေါ့ကွာစီသူနဲ့နေထူးမှပြောဆိုမရတာမို့မဲလက်မှလည်းဘာမှဆက်မပြောတော့ပဲတတိုင်းပဲကြည်နေလိုက်တော့တယ်တဖြည်းဖြည်းနဲ့ပင်ချရရဲကိုရောက်သွားလေတော့တယ်တရားဆိုင်မုတ်ပင်လှဲ့မြင်နေရပြီဆိုသည်နဲ့ညဖြစ်တော့လေလကအစွမ်းကုန်တာနေတာမို့မြင်ရခြင်းပဲဖြစ်တယ်ည7နာရီဆိုတာ အကာလအချိန်မှုပဇင်းရင်ွယ်တန်များတချဲချဲကြားနေရတာကလွဲရင်တော့တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်ပဲဖြစ်တယ်။တကားအလေတွင်ဆိုင်ငယ်ကိုရက်လိုက်တယ်။မင်းလက်ကလက်ထဲမှာဘီယာဘူးကိုကန့်ပစ်လိုက်တယ်။နေထူးစီမှကဒါလှမ်းယူကတရားပေါ်ပေါ်တွင်ထိုင်း၍ကဒါကျိုးကိုညှိလိုက်လေတော့တယ်။ဟာကောင်းလိုက်တဲ့လေးညင်းလေးကွာ။မင်းလက်မင်းကလည်းကဒါကြီးကိုယူပြီးတိမှဖြစ်လေတိလေကွာ။ရော့တဘူးဆွဲလိုက်။တော်ပြီကွာ။ မလန်ကနေထူးလှမ်းပေးတဲ့ဘီယာဘူးအားညင်းလိုက်ခါတချင်းတစ်ပုဒ်ကိုအစာပြိုးလိုက်လေတော့တယ်နေထူးနဲ့ငစီကတော့ဘီယာတယောက်တစ်ပုဒ်စီနဲ့အလုပ်ဖြစ်နေလေတော့တယ်မင်းလက်မျက်လုံးများမှိတ်ခါတန်စင်နဲ့စီးမျောနေရင်အာယုံကတစုံတရာအားဆွဲဆောင်နေသည်မို့မျက်လုံးအတင်းဖွင့်လိုက်မိတော့တယ်မင်းလက်ထိုင်နေတဲ့တကားလျံမှမျက်နှာချင်းဆိုင်တစ်ဖက်လျံပေါ်တွင်သပင်ရှည်တလွင်လွင်နဲ့မိန်းမတယောက်ဟာငစီလောက်ပါအောင်ဟာဟိုမှာမိန်းမတယောက်တရားအုပ်ကိုခုံချတော့မဲကွအေးကွာ သုံးယောက်စလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကအမျိုးသမီးစီပြေးသွားလိုက်လေတော့တယ်။လာရောက်တွင်ခါဝင်လားပါလားမသိခွဲဝိယုံရှိကြီးတလွင်လွင်နဲ့သပင်ရှိကြီးကလည်းတလွင်လွင်ကအသေးရပေါ်ရပဲ။ဟာဟေးခမရဒီလိုလှုပ်လို့မရဘူးလေ။ဟာဟုံးအော်နေရင်ကပဲအမျိုးသမီးကရေထဲကိုခုန်ချသွားလေတော့တယ်။ဒုက္ခပဲငါတို့တော့နေထိုင်ရင်းနဲ့အမှုပတ်တော်မယ်။မဲလက်နေထုဆိုင်ကဘောကိုအမြန်တက်ကွာမဲလန်းနေနေထုမှာဆိုင်ကဘောတို့ရောက်သွားသည်နှင့်ငစီမှအမြန်မောင်းထွက်လေတော့လေ ဆိုင်ငယ်သည့်တရားမှမလွန်နိုင်မရှိကမိန်းကလေးတယောက်ရဲ့ရည်တန်ဆူဆူချာချာကနာနာကဲ၍အော်ရည်နေသလိုခံစားလိုက်ရလေတော့နဲ့ငါတို့တော့တရေချောက်ခံရပြီထင်တယ်ကွာတမုတ်တွေဖေဟာ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 တမုတ်တွေရည်တန်ရှိကြီးများမှမပြောက်သွားပဲနားထဲမှာပို၍ဦးလာလေတော့လေ ပြေးကြမယ်ဟာငစီကပြောကဆိုင်ငယ်ကိုရဲရွေဆိုင်ငယ်ပေါ်မှဆင်းကရှေ့သူပြေးသွားလေတော့တယ်မင်းလည်းနေနေထူးလဲနောက်မှအသေးအတန်ပြေးလိုက်လေတော့တယ်ငစီမှရှေ့ဆုံးကပြေးရင်ခြေုံလည်းပန်းကျသွားသည်မို့နီးရအိမ်ထဲကိုဝင်ပြေးလိုက်လေတော့တယ်ရေရန်စိုးကြီးကလည်းကြောက်စရာကောင်းလာအောင်ကပ်ပါနေစေပင်ဖြစ်တယ်ငစီမှတကားကိုအဆက်မပြတ်ထူးရင်း ခဏကြာတော့မီးရောင်နဲ့အတူလူကြီးတယောက်ကထွက်လာလေတော့လေကဲကဲကဲပါအောင်ဗျာကဲပါအောင်ညာကြီးအချိန်မတော်မင်းတို့ကလူကောင်းလားလူဆိုးလားကျွန်တော်တို့တောမရွာအာသူဝတ်အိမ်ကနေပြန်လာကြတာပါမိကောင်းဖခင်သားသမီးတွေပါတရားကြီးမှတဲရဲချောက်လို့ဟောမင်းတို့ကလူဝင်ပြန်ချိန်မဟုတ်တာလာလာလာအိမ်ထဲကိုဝင်ကြလူကြီးမှအိမ်တကားကဖွင့်ပေးလိုက်တာမို့သုံးယောက်သားအလူရဲ့ပြေးဝင်လိုက်ကြလေတော့လေဂျေဇူးတမာတယ်ဦးလေကျွန်တော်တို့တကယ်တဲရဲချောက်ခံရတာပါ မင်းတို့ကအချိန်ငါကိုကြည့်ပြီးမပြန်ကြတာ စင်ငိုင်ကဆိုတော့မင်းတို့ကဘသူတွေရဲ့သားလဲကျွန်တော်အဖေကတော့ဦးချစ်မြိုင်ပါဟောကိုချစ်မြန်ရဲ့သားလားတစိမ့်နေမှာမဟုတ်ပဲဟဥထုံးဝင်ဆိုရင်တော့တိတယ်မင်းအဖေကဒါနဲ့မင်းတို့ကဘလို့ဖြစ်တာတော့မင်းလက်ကအဖြစ်ပြက်အစုံလင်ကိုအချင်းချင်းပြောပြလိုက်လေတော့တယ်ဥထုံးဝင်ကမင်းတို့မို့မကြောက်မလန့်ကွာဒီတရားကလူစားတယ်လို့နာမည်ကြီးတဲ့တရားဟိုတလောကလည်းသမီးစားတရွဲဆိုင်ကယ်မှောက်သေးတယ် ဒီတရားပေါ်မှာပဲသူတို့ကမကြွမလို့ဘူးကတရားပေါ်အချိန်မကျော်ကြီးဖြစ်ပြန်တဲ့ဆိုင်ငယ်မှန်သမျှတားတယ်တချို့ဆိုရင်အင်ငတိကိုလိုက်လာတာတဲ့တော်ပါတော့ဦးလေးရာနောက်ဒီချိန်တော့မပြန်ရဲတော့ပါဘူးဗျာဦးထွန်းဝင်ကလည်းသူတို့၃ယောက်အတွက်နေရာပေးကအပေါ်ထက်တက်သွားလေတော့တယ်ဦးထွန်းဝင်ဆိုတဲ့လူကြီးကလည်းထူးဆန်းပြန်နေတော့တယ်ကြည်ရတာတခြားမိသားစုဝင်တွေရှိပုံမရဘူးဘာပဲဖြစ်ဖြစ်တနတာခုနားဖို့အတွက်အရေးကြီးတယ်လေပြေးရလွှားရမောပန်းသွားတာမို့၃ယောက်သားမောမောနဲ့အိပ်ပျော်သွားလေတော့တယ်အလင်းရောင်ကမျိုးလုံးထဲကိုစူးရှဝင်လာတာမို့မျိုးလုံးအားစူးဆိုင်ဖွင့်လိုက်မိတော့ ါ်တယ်။မျိုးလုံးကဖွင့်မရသေးမီနားထဲတွင်ကြွက်တန်းလိုလိုဘာတန်းလိုလိုအတန်တန်းကထူးထူးခြားခြားပေါ်ထွက်လာလေတော့တယ်။ငစီထပါအောင်ဟာအေးပါကွာငစီလူးလဲထကမျိုးလုံးကိုပုတ်တက်ကြည့်တယ်။ဟင်ဘလို့နေရာကြီးလဲဟာဥထုံးဝေရောသုံးယောက်စလုံးအိတ်ချင်မှုတူမျိုးလုံးများအားအသေးအချာဖွင့်၍ကြည့်လိုက်တော့လူနေအိမ်နဲ့လုံးဝမတူဘဲကြွက်မဲမဲကြီးများကဟိုမာဒီမာပြေးလွှားနေလေတော့တယ်။ဂိုရောင်ပြက်ကြီးနဲ့လည်းတူနေတော့တယ်။ဖြိုးဥလိဖြိုးဥလိငစီအခြေအနေမဟန်ဘူးကွာအပြင်ထွက်ရအောင် အေးကွာစိတ်ထဲမတုံးမတန်ကြီးအပြင်ထွက်အောင်ကွာနောက်မှကျေးဇူးတင်စကားပြောကြရအောင်၃ရောက်သားအတော်ထူးဆန်းနေရကထွက်ပေါက်ခုထင်ရတဲ့တကားပေါက်ကလည်းတန်ကြီးတွေတဲရွေကျက်နေတာမို့လူတကိုယ်စားအပေါင်းမှတိုးထွက်ရလေတော့တယ်၃ရောက်စလုံးပင့်ကူမင်းအိမ်များအမိုက်များဖုံနေသေးတွေအလိမ့်လိမ့်တက်နေတော့မိမိတို့ကိုယ်တိုင်ဘာဖြစ်နေလဲဆိုတာကိုတော့သတိမထားမိတော့ဘူးတယောက်မျက်နှာတယောက်ကြည့်ရင်တရားရှိရာစီကိုပဲချင်းခတ်လာလိုက်မိတော့တယ်ကန်ဆိုးခြင်းတော့ကင်းလက်ရဲတွေနဲ့ပတ်ပင်းတိုးမိတော့တယ်မင်းတို့ဘသူတွေလဲ ကျွန်တော်တို့စင့်ငိုင်းကပါမင်းတို့ပုံစံကြည့်ရတာမတင်ကဘူးကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပါခင်ဗျာညကတောမယောကပြန်လာရင်ဒီတရားမှာတရေ၆ခန်းရလို့ဆိုင်ငယ်ကိုပြစ်ထားပြီးတော့ပြေးလာခဲ့တာအဲ့ဒီဆိုင်ငယ်လာယူတာပါခင်ဗျာဩဆိုင်ငယ်ပိုင်ရှင်တွေကမင်းတို့ကိုရဲစခန်းမှာတွားထုတ်ပြီးတော့ဗျာတရားပေါ်မှာဖြစ်တယ်လို့ပြစ်ထားတော့ဒီမနေ့ရဲစခန်းကိုဆွဲသွားပြီဩဂေတာတက်လက်တောင်ပါသေးတယ်ကန်ဆိုးတာကွာတွားမယ်ကွာဟိတ်ကောင်းနေကြအောင် မင်းတို့သုံးယောက်လုံးကစုပ်ပြတ်တက်နေတာပဲလူကောင်းဆိုတာတော့ငါမသိငါဖြစ်နေတယ်ဒီတညာအလုံးမင်းတို့ဘယ်မှနေတာလဲဒီတရရှေနားမှာဗျအင်ရှင်ဦးလေးကြီးကဥထုံးဝေးတဲ့ဘာကွာဘာမှလို့လဲခမညာ နေပါဦးမင်းတို့သွားခဲ့တာတရားရှင်နာကဂိုတောင်ဟောင်းတော့မဟုတ်ပါဘူးနော်ညကအကူညီတောင်းတော့ကတော့အိမ်လိုပဲဗျာကျုပ်တို့လည်းကြောက်နေတာဆိုတော့လည်းသတိမထားမိဘူးမနေ့ကတော့ထူးဆန်းတယ်ဗျာဥထုံးဝေလည်းမရှိဘူးဦးလေးပြောသလိုပဲဂိုတောင်ကြီးဖြစ်နေတာသွားပြီမင်းတို့တော့ဥထုံးဝေဆိုတာကြံခဲ့တဲ့နေ့ဒီအချိန်မှာယောဂါနဲ့တည်သွားပြီမင်းတို့ညကသွားဤခဲ့တဲ့ဂိုတောင်ကြီးကဥထုံးဝေတက်ရှိထင်ရှားရှိစဉ်ကစံဂိုတောင်ကြီးပဲခုတော့လူမသုံးတော့တဲ့ဂိုတောင်ဟောင်းကြီးပဲဗျာကင်းလက်ရဲကြီးရဲ့စကားဆုံးမှာတော့ငကိုသွင်းနေသောမင်းလက်ခမညာ ရက်တီနိုင်စွမ်းမရှိတော့ဘဲနေရာမှာပင်မူးလဲသွားလေတော့တယ်။နေထူးနဲ့ငစီမှာလဲကင်းလက်ရဲအကူကြီးဖြစ်မင်းလက်ကိုစင့်ငိုင်ပြန်ခေါ်သွားကဆိုင်ကယ်ကိုတော့ရဲစခန်းမှာပဲအာမခံဖြစ်သွားပြန်ထုတ်ရလေတော့တယ်။တသက်နေတကူမကြုံစက်ဘူးထူးခြားလှစွာတရဲနှစ်ထက်ခွန်းအချောက်ခံရတဲ့ညာမှုမိနိုင်မိကမဟုတ်ပြီ။ညအချိန်မတော်ဒီတရားကနောက်တစ်ခါဖြတ်ဖို့ဆိုတာကတော့မသေးကြတော့ပါဘူး။ဇလန်းလေးကဒီမှရင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။ Yeah.